ဟာ तू ကတော့တက်ဆဲထားလို့သူတို့ကသွားတက်ဆဲထားတာငါတို့ကမတိုက်လို့ရမလားဆိုတဲ့ပုံစံမျိုးပေါ့နော် ထုတ်ပြန်ထားတဲ့နိုင်ငံတကာစံချိန်စံညွန်းတွေကကျွန်တော်တို့မြန်မာနိုင်ငံထဲမှာရှိတဲ့မြေပြင်အခြေအနေနဲ့ကွဲလွဲချက်တွေကွဲလွဲချက်ဆိုတာသူ့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုတွေထဲမှာကွဲလွဲချက်တွေရှိရပေါ့ကျောင်းဆရာမတယောက်ကမိမိတောင်းဝင်တန်းဆောင်နေတဲ့ကလေးတွေကိုစာတင်ပေးနေတာစာတင်ပေးနေတာကျွန်တော်စီးရေးပြတ်မှတ်လို့ခေါ်မလား မင်္ဂလာပါရှင်ပြည်သူစစ်သားသကဝိုင်းအစီအစဉ်အနေနဲ့ဒီတစ်ပတ်မှာတော့ IHN လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုညီမတို့တွေကဒီတစ်ပတ်မှာဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ညီမတို့ကတော့ရင်းလက်လက်ထုံးမှာညီမနဲ့အတူဆရာကျော်ကိုကိုနဲ့ဆရာကျော်စိုးတို့ကဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဆရာကျော်ကိုကိုမိတ်ဆက်ပေးပါ။ဟုတ်မင်္ဂလာပါဗျ။အာကျွန်တော်နာမည်ကကျော်ကိုကိုပါ။အာကျွန်တော်တက်စီရီယန်တယောက်ဖြစ်ပါတယ်။ဟုတ်ဆရာကျော်စိုးမိတ်ဆက်မင်္ဂလာပါခင်ဗျကျွန်တော်ကတော့ကျော်စိုးဖြစ်ပါတယ်စီဒီအမ်ရက်တက်ဖို့မင်တူဖြစ်ပါတယ်ခင်ဗျ ဟုတ်ကဲ့ပါအဲ့ဆိုညီမတို့အစီအစဉ်လေးစလိုက်ကြရအောင်ပေါ့နော်အာညီမတို့လူသားချင်းစာနာထောက်ထားမှုဥပဒေပေါ့နော် IHM ကိုဆရာတို့ဘလို့နားလဲလဲပေါ့နော်ဒါလေးပြောပြပေးပါဦးဟုတ်ဟုတ်ကဲ့အဲ့အဲ့ဆိုကျွန်တော်အရင်ပြောလိုက်မယ်ပေါ့နော် International Humanitarian Law ကတော့ကျွန်တော်တို့အဓိကတော့ဒီတိုက်ပွဲတွေပြိပခဖြစ်တဲ့ဒေသတွေပေါ့နော်အဲ့ပြိပခဖြစ်တဲ့ဒေသတွေပြီးွားရင်စစ်ပဲစစ်ပွဲစုံတွေဒီနေရာတွေမှာကျွန်တော်တို့အတက်နိုင်ဆုံးပြည်သူလူထုနဲ့ဒီပြည်သူလူထုပိုင်ပစ္စည်းဥစ္စာတွေထိခိုက် အဲကြာထိခိုက်ပျက်စီးမှုကိုရော့ပါတက်တာစီဖို့အတွက်ကို အထိန်ချောင်းပေးတဲ့ဥပဒေတစ်ခုလို့တော့အဲကျွန်တော်အနေနဲ့နားလည်ထားရပါဘောเนาะဟုတ်ဟုတ်ဆရာဒီနေရာမှာကျွန်တော်တို့ဒီဥပဒေမှာတွေ့ရတာဗောเนาะကျွန်တော်တို့အဓိကခြုံငုံသုံးသက်ချက်ဗောเนาะဒါတွေအဲ့မှာကျွန်တော်တို့ဒီဒီခွဲခြားမှုရယ်ကျွန်တော်တို့အကျိုးစားကြမှုရယ်ကြိုတင်ကာကွယ်မှုဆိုတဲ့အဲ့အချက်သုံးချက်ကဒါအင်မတန်မှာ ဒါစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါတွေရတယ်ဘာလို့ IHA ရဲ့နော်အဓိကရည်ရွယ်ချက်ပဲဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပေါ့နော်အဲညီမတို့ဒီ IH မှာဆိုလို့ရှိရင်အဲဒီပြိပက္ခတွေအတွင်းမှာဒါတက်ရောက်မှုနည်းစီဘူးလက်နက်ကင်အဲတက်ဖွဲ့တွေညီမတို့ထိမ့်ညှိပေးတဲ့ဟာပေါ့နော်အတက်နိုင်ဆုံးအာလိုက်နာပြီးတော့လှုပ်ဆောင်ရမယ့်အပိုင်းတွေရှိရပေါ့နော်ဆရာပြောသလိုအာအခြေခံမှုတွေလည်းရှိတယ်ပေါ့နော်ဒီအရာတွေကိုတုံ့တက်ပြီးတော့မှညီမတို့လှုပ်ဆောင်ရမယ့်အပိုင်းတွေဆိုတာ အများကြီးရှိတယ်ဗောနော်အဲကျွန်တော်တို့စစ်ပွဲတွေဝဲဖြစ်လာပြီဆိုလို့ရှင်ဟာဟိုမှာတိုက်ပွဲတွေပြည်ပကနေမြေတွေမှာဖြစ်နေတဲ့ဟာတွေငါတို့အဲလှုပ်ထလိုက်မယ်ပြစ်ထလိုက်မယ်ဆိုတာမျိုးလှုပ်လို့မရအောင်เนาะခွဲခြားမယ်ဟာရှိတယ်ဒီအောင်ငါတို့လှုပ်ဆောင်တင်လာမလှုပ်ဆောင်တင်ဘူးလားဗောနော်အကောက်ွယ်ပေးရမယ်ဟာရှိတယ်ဗောနော်ဒါတွေကျွန်တော်တို့လေးစားလိုက်နာဖို့လိုအပ်တဲ့အပိုင်းတွေဆိုတာ အာရှိနေတယ်ပြဋ္ဌာန်းထားတယ်ဒါတွေကလည်းဟိုးအရင်စစ်ပွဲတွေတည်းကဒါဂျနီဘာကွန်ဗင်းရှင်းကနေဆင်းသက်လာရရှိတယ်နောက်ပြီးရင်အဲနိုင်ငံတကာလက်နက်ကိုင်ဥပဒေတွေကနေပြီးတော့ဆင်းသက်လာတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်ဒါတွေကအဲဒီပြိပက္ခတွေဖြစ်လို့ချင်းဒါအရက်သားတွေကိုကာကွယ်မှုပေးဖို့တတ်နိုင်တယ်မြတ်အဲအဲထီထီကိုင်းကိုအနည်းဆုံးဖြစ်အောင်လှောက်ဆောင်ပေးဖို့ဆိုပြီးတော့တတ်မှတ်ထားတဲ့ဟာတွေရှိရပေါ့နော်အဲဆိုတော့ညီမတို့ဆက်သွားကြမယ်ဆိုရင်အဲဒီအားရချမှာဘလို့အရာတွေကိုအကောက်ွယ်ပေးရမလဲပေါ့နော်အရက်သားပြည်သူတွေရော အဘလို့ကာကွယ်တင့်လဲအဲဘလို့အိုင်ရှန်အနေနဲ့ဘလို့ကာကွယ်ဆောင်ရှောက်မှုတွေပေးထားရရှိလဲပေါ့နော်ဒါလေးတွေညှဝေပြီးညှဝေပေးကြမယ်ပေါ့နော်อืมဒီနေရာမှာတော့ကျွန်တော်တို့ဟိုပါပေါ့နော်အဲမမျှဝေခင်မှာအရင်ဆုံးလေးကျွန်တော်တို့အချင်းချင်းကြားထဲမှာ conflict ဖြစ်နေတဲ့အရာလေးပေါ့အဲ့ဒါပါလဲဆိုတော့လေကျွန်တော်တို့ဒီနိုင်ငံတကာဥပဒေတွေကိုကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့လိုက်နာကြတဲ့အချိန်မှာဒီထုတ်ပြန်ထားတဲ့နိုင်ငံတကာစံချိန်စံညွှန်းတွေကကျွန်တော်တို့ မြန်မာနိုင်ငံထဲမှာရှိတဲ့မြေပြင်အခြေအနေနဲ့ကွဲလွဲချက်တွေကွဲလွဲချက်ဆိုတာသူ့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုတွေထဲမှာကွဲလွဲချက်တွေရှိရပေါ့နော်ဆိုလိုချင်တာဥပမာတစ်ခုနေဆိုရင်အနေနဲ့ဆိုရင် IHM မှာကာကွယ်ပေးထားတဲ့ထဲမှာဆိုရင်ကျွန်တော်တို့ဝန်ထမ်းတွေထဲကဖြစ်တဲ့ဒီရဲတပ်ဖွဲ့ဝင်တွေပါနေတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံတကာမှာကရဲတပ်ဖွဲ့ဝင်ဆိုတာကလုံခြုံရေးဥပဒေတရားတာဝန်ယူကြတယ်အဲဒါပေမဲ့ဒီမြန်မာနိုင်ငံမှာကြတော့ရဲတပ်ဖွဲ့ဝင်ဟာလုံခြုံရေးကို တစ်ဖက်ကတာဝန်ယူသူတစ်ဖက်ကလည်းစစ်စင်ရေးတွေမှာသူတို့ကိုယ်တိုင်ပူးပေါင်းပြီးတော့တိုက်ခိုက်နေတဲ့အပိုင်းတွေရှိရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကအကာအကွယ်မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ဆိုရင်အကာအကွယ်ပေးခံရမယ့်အဲအဲဒီမှာဒီရဲတပ်ဖွဲ့ဝင်တွေရောပါဝင်တင်လားမပါဝင်တင်လားဆိုတော့ဒီရောထွေးမှုတွေတော့ရှိတယ်အဲဒါပေမဲ့အိုင်ရှန်ရဲ့ဒီအဓိကပေါ့နော်အဓိက concern မှာကတော့ကျွန်တော်တို့တိုက်ပွဲတွေဒီတိုက်ပွဲတွေမှာဒိုက်ရိုက်ပြီးတော့တွယ်ဝိုက်ပြီးတော့ဒီအထောက်ပံ့ဖြစ်စေနေတဲ့ပြစ်မှတ်တွေပေါ့နော် ဒီစစ်ပွဲအတွက် ပြစ်မှတ်တွေမှာအစစ်ပွဲအတွက်အသုံးပြုတဲ့အရာတွေမှာဓာတ်ရိုက်တာမှမဟုတ်သေးဝပြီးတော့ဖြစ်စေတဲ့အထောက်ပံ့နေဆိုရင်သူတို့ကတိုက်ခိုက်ရှင်မုံလို့ရတယ်ဆိုတာမျိုးကိုအဲ IHM မှာကတော့အကြမ်းပြင်းနေတဲ့ဒီလိုသဘောတရားမျိုးတော့ရှိတယ်။ဒါပေမဲ့ဒီလိုရှင်မုံတဲ့နေရာမှာကျွန်တော်အရက်သားထိခိုက်တည်ဆုံးမှုအတက်နိုင်ဆုံးရှော့ချနိုင်ရမယ်ပုံစံလေးတွေအပြီးွားရင်အရက်သားအပိုင်းပစ္စည်းဥစ္စာတွေကိုကျွန်တော်တို့အတက်နိုင်ဆုံးထိခိုက်နစ်နာဆုံးရှုံးမှုနည်းအောင် ဘလို့လောက်ကြမလဲဆိုတော့အနီးနိုင်နဲ့ပတ်သက်တဲ့ပြဋ္ဌာန်းထားတဲ့အချက်လက်လေးတွေပါတယ်ပေါ့နော်ဒါကလည်းသူ့ရဲ့အိုင်းရှယ်ရဲ့ရွယ်ချက်ကကျွန်တော်တို့အဓိကဖြစ်တဲ့ဒီစီလိုအချက်နဲ့ကျွန်တော်တို့လူသားဆန်မှုအပေါ်မှာကျွန်တော်တို့ချက်ကန်ဘဲလန့်ထိန်းချောင်းသွားရတဲ့ဆိုတော့သဘောမျိုးလေးပေါ့နော်နောက်တစ်ချက်ကအရက်ဖက်အအစရာအရက်ဖက်ပစ္စည်းတွေနဲ့ဒီအရက်သားတွေထိခိုက်နေတာဆုံးရှုံးမှုဟာတိုင်းပြည်ရဲ့နေနာဆုံးရှုံးမှုတစ်ခုလည်းဖြစ်တယ်ပေါ့နော် ဲကြတော့အတ္တတွေကိုကျွန်တော်တို့အတက်နိုင်ဆုံးရော့ပါတတ်တာစီအောင်အကာဝယ်ရမယ်ဆိုတော့သဘောတရားမျိုးတော့အဲကျွန်တော်တို့တွေ့ထားတယ်အဲဒါပေမဲ့ဒီຢာရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့အဆရာကြီးကဘယ်လိုမျိုးဆက်ဆက်ဆွေးနွေးကျင်တာလေးရှိလဲဗျအဲခုနကဆရာပြောတဲ့သူတို့ရဲတပ်ဖွဲ့ပေါ့နော်ဒီအဓိကရဲတပ်ဖွဲ့ဆိုတာတဲ့သူကဒီကျွန်တော်တို့ uniform with with sent ထားတယ်ပေါ့နော်ကျွန်တော်တို့ဒီပြည်သူဝန်ထမ်းတွေကိုသူကဆိုလိုတယ်လို့ကျွန်တော်ကမြင်မိပါတယ်အဲဒီနေရာမှာလဲ လုံလုပ်ငန်းဆောင်လာခြင်းတော့မတူပါဘူးဥပမာကျွန်တော်တို့ရဲတပ်ဖွဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အဲရှေ့ရှေ့မှာကျွန်တော်တို့ကဒီပေါ့နော်ဒီဒီကြံပေပါစိုးသွင်းတဲ့လူတွေကိုဝင်ရောက်နှိပ်ကွပ်နေသလို North City စစ်တပ်နဲ့ပူးတွဲပြီးလက်နက်ကင်တိုက်ပွဲဝင်နေတဲ့လူတွေလည်းရှိတယ်ဒီလိုရဲ့ကျွန်တော်တို့ရုံအုပ်ချုပ်ရေးရန်နေရာဖြစ်တဲ့ရုံးလုပ်ငန်းစတက်တွေတွေရှိတယ် ဟောဒါဒါတွေကိုကျွန်တော်တို့ကအကုန်ဟိုဘောခြုံငုံလို့တော့ကျွန်တော်တို့ကမရဘူးပေါ့နော်ဥမာဒီတကယ်ရဲ့ဘောခွဲခြားဖို့ကကျွန်တော်တို့ကဘာတွေခွဲခြားတင်တယ်ဆိုတော့ဒီတို့ရဲ့ပြည်လို့ဘောပြည်လို့မှုကကျွန်တော်တို့ဒီတကယ်ကိုပဲဟာလာပြည်သူတွေကိုနှစ်နာအောင်ပါတော့ဟာလာကျွန်တော်တို့မတရားအနိုင်ကြည့်ပြီးဗိုလ်ကြပြီးလို့တာမတရားကျွန်တော်တို့လုပ်နေတာလားဆိုတာ ਨੇ ကိုကျွန်တော်တို့ခွဲခြားမသွင်းတော့အစီအမဥမာဆိုလို့ရှိရင်ဟုတ်ပြီကျွန်တော်တို့ရဲတပ်ဖွဲ့ကြီးရမဟုတ်ရဲတပ်ဖွဲ့ကကျွန်တော်တို့ကဒီလိုပဲကျွန်တော်တို့တရားရေးဌာနကအောင် တရားရေးဌာနကရောကောဒီလိုပဲကျွန်တော်တို့ဒီဟွာထွေးဥကရောဒါတွေလည်းကျွန်တော်တို့ခွဲခြားပါပဲဒီကမတရားတဲ့ဟိုကအမိတ်တွေကိုကိုဟလာဥစည်းပြီးလုတ်ကင်နေတဲ့လူတွေမှာရောကျွန်တော်တို့အပြစ်မရှိဘူးလားအဲ့တော့ကျွန်တော်တို့တေးကြတာကတကယ်အပြစ်ရှိတဲ့လူကိုဒါကျွန်တော်တို့ကအရေးယူပြီးဆောင်ရွက်မယ်ဆိုရင်တော့ပို့ပြီးအဆင်ပြေမယ်လို့ကျွန်တော်မြင်ပါတယ်ဟာဟုတ်အဲကျားတို့ကတော့ဒါဝန်ထမ်းနေနဲ့ပတ်သက်ပြီးပြောသွားတာပေါ့နော်အဲညီမကအမှဘာလို့မြင်မိလဲဆိုတော့ညီမတို့အခုဖြစ်နေတဲ့စစ်တုံးမှန်းနဲ့ဖန်စီထိမ့်သိမ်းခံရတဲ့သူတွေ အဲဒါတွေကိုလည်းဒီ i channel တွေမှာဆိုဒါစောင့်ရှောက်သူတို့ဒီတိုင်းတက်ပြစ်တာမဟုတ်ဘူးပေါ့နော်လူအခွင့်ရေးအရာလူလူတယောက်ကိုဒီလိုမျိုးတက်ပြစ်တဲ့အာမျိုးတွေဆိုတာလည်းမရှိသင့်ဘူးဆိုတော့အပိုင်းတွေလည်းပါပဲပေါ့နော်အဲဆရာတို့ပြောတော့ဟာဆိုဒါအဲတေချာစစ်ဆေးတာတွေဒီအပိုင်းတွေပါမယ်ပေါ့နော်ခွဲခြားမယ်အပိုင်းတွေအဲဒီတိုက်ပွဲထဲမှာတိုက်ရိုက်ပါလားမပါလားပေါ့နော်ဒီအပိုင်းတွေခွဲထားတဲ့အပိုင်းတွေရှိရပေါ့နော်ဒီလက်နက်ကင်တိုက်ပွဲဖြစ်ပွားနေတယ်ဖြစ်ပွားနေပြီဟေးဆို အဲဒီလူကစစ်ပွဲနဲ့ဘယ်လိုသက်ဆိုင်နေလဲမသက်ဆိုင်နေဘူးလားမသက်ဆိုင်နေတူလို့ကျွန်တော်တို့ကအရက်သားလို့ပဲတတ်မှတ်ပြီးတော့ဒါထိခိုက်မှုမရှိအောင်ကာကွယ်ပေးရမယ်အပိုင်းနေရှိတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ဒီဒီပြန်မတိုက်နိုင်တော့တဲ့သူတွေလက်နဲ့ပြန်မကင်တော့တဲ့သူတွေဒီတိုက်ပွဲကနေပြီးလုံးဝစွန့်ခွာသွားတဲ့သူတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒါကာကွယ်ပေးရမယ်အရက်သားပုံစံမျိုးမှာပဲတတ်မှတ်ထားအပိုင်းနေရှိရပေါ့နော်အဲဒီမှာဆိုလေစစ်တုံမှန်တွေပါတယ်သူတို့ကျွန်တော်တို့ကအဲဒီနီးစနစ်တွေနဲ့ညီဆောက်ရှောက်ပေးရမယ်အပိုင်းနေရှိ ရှိတယ်ပေါ့နော်အမြေပြင်မှာတော့အခက်အခဲရှိရပေါ့နော်ဒီစစ်တုံးပန်းတွေကိုငါတို့ကဘယ်လိုကျွေးမှုရမလဲဆိုတော့အခက်အခဲရှိတယ်ဆိုပေမဲ့လူတို့တယောက်ကိုဒီလိုမျိုးလက်လို့စပယ်အဲတက်ပစ်လိုက်တဲ့ပုံစံမျိုးတွေဟာအမဖြစ်တဲ့အပိုင်းတွေပေါ့နော်ဒါအားရှယ်လုံးမှာလည်းပြောထားတဲ့ဟာရှိရနောက်ပြီးတော့ဒီငါတို့အခု လက်တလုံးမှဖြစ်နေဆိုတော့ဒလန်ရှင်းလင်းရေးဆိုတဲ့ဟာမျိုးပေါ့နော်ဒါမျိုးဆိုလို့ရှိရင်ကျမတို့ဟိုတွားပြီးတော့ဒီလူကတော့ရှင်းတင်တယ်ငါတို့ရဲ့သတင်းချက်လက်တွေကိုပေးနေလို့ဒီလူကတော့လက်နက်ကင်နေလို့ငါတို့ဟိုဟာဖြစ်နေလို့ तू ကတော့စစ်ပွဲနဲ့ပတ်သက်နေတယ်ဒီပြိပခန်းနဲ့ဒီနေမီမှာတော့ तू ကဒီလူတွေလှုပ်ဆောင်နေတယ်ရန်သူဘက်ကဖြစ်နေတယ်ဒါမျိုးမဟုတ်လို့တွားပြီးရှင်းလင်းနေဆိုလို့ရှိရင်တော့မှ तू သူ့ သေးသွားပြီဆိုရင်တော့မှကျွန်တော်တို့ဒါတွေကိုလေးစားလိုက်နာမယ်ဟာရှိရပေါ့နော်သူ့ကိုကောင်းမှုတော့ဟုတ်တယ်သူ့ရဲ့ကုန်သိက္ခာပိုင်းဆိုင်ရာတွေထိခိုက်မှုမရှိအောင်လုပ်ပေးရမယ့်အပိုင်းတွေပါတာကိုလည်းတွေ့ထားရပေါ့နော်ဟုတ်အဲ့ဟိုဟာပေါ့ညီမပြောရတယ်မှန်တယ်ပေါ့နော်ဒီမှာကျွန်တော်တို့နည်းနည်းလေးသတိပြုရမယ့်အချက်ကတော့ကျွန်တော်တို့ IHM မှာကသူကပြည်တွင်းစစ်နဲ့နိုင်ငံတကာစစ်ပေါ့နော်အပီပီဆိုင်ရာစစ်နဲ့ဒီပြည်တွင်းစစ်ကိုသူကခွဲခြားသတ်မှတ်ထားတဲ့အချက်တွေရှိတယ်ပေါ့အဲဒါဆိုရင် ။ तू อ่ะ Aisha ရဲ့အဆိုမှာ तू อ่ะနိုင်ငံတကာစစ်မှာတော့စစ်တုံ့ပန်းဆိုတဲ့အဲအရှင်နေတရရှိပြင်မဲ့ပြည်တွင်းစစ်မှာတော့စစ်တုံ့ပန်းဆိုတဲ့အရှင်နေသူတို့အနေနဲ့ပေါ်ပြထည့်သွင်းရေးဆွဲထားတာတော့အဲလက်တလုံးမတွေ့ရဘူးเนาะအဲ့တော့ဟိုကိုဒါမဲ့ဒီလိုမတွေ့ရတဲ့အတွက်လက်ရှိမြေပြင်မှာစစ်တုံ့ပန်းရှိမနေဘူးလားဆိုရင်လေကျွန်တော်တို့မှာဖမ်းဆီးရမိတဲ့ရန်သူဘက်ကသူတွေဆိုတဲ့အရှင်နေတွေရှိတယ်ပေါ့เนาะအဲ့တော့ဒီလူတွေအတွက်ကတော့ဒါကျွန်တော်တို့ရဲ့ပြည်တွင်းတုံ့ပန်းပုံစံမျိုးတော့ဖြစ်ကောင်းဖြစ်နိုင်တယ် ါနဲ့ပတ်သက်တဲ့ကျွန်တော်တို့ line နိုင်ရမယ်အစီမင်းတွေ code of conduct တွေကျင့်ဝတ်တွေစတဲ့အရာတွေကိုလည်းအဒေါ်လာအင်အားစုမှရှိတဲ့တကယ်တိုက်ပွဲဝင်စစ်တီတွေကအလုံဆောင်ဖို့လိုအပ်တယ်နောက်တစ်ပိုင်းကကြတော့အိုင်းရှန်မာလည်းသူကဒီသူ့ရဲ့ရှင်ချက်ကိုဖော်ပြထားတယ်ပေါ့နော်အဲ့ရှင်ချက်ကဘာလဲဆိုတော့ကိုကိုတိုင်ကတော့အယက်သားပြည်သူပဲဒီအဆောက်အဦကတော့အယက်သားအဆောက်အဦပဲဒါပေမဲ့သူကဒီစည် ပြောပါဘောနော်စစ်ရေးနဲ့တက်ဒိုက်ရိုက်သက်ဆိုင်တဲ့နေရာတွေမှာဒီအရက်သားတွေကပါဝင်ကူညီတာမျိုးဒါမှမဟုတ်ဒီအရက်သားတွေကစစ်ရေးနဲ့သက်ဆိုင်တဲ့ဒီအတုံးဆောင်တွေအဲဥမာပေါ့ဥမာဆိုရင်ကျွန်တော်တို့စစ်ရင်တန်းနေအဲပြီးသွားရင် စစ်ဘက်ဆိုင်ရာယူနီဖောင်းနေအဲပြီးသွားရင်စစ်ဘက်ဆိုင်ရာလက်နက်ခဲယမ်းနေစားတဲ့အရာတွေကိုအဲကင်တွယ်အတုံးပြူတာပဲဖြစ်ဖြစ်တဲယူပို့ဆောင်တာပဲဖြစ်ဖြစ် ဒီနေရာမှာတော့အာရမခိုင်းတာနဲ့မခိုင်းတာတော့ရှိမှာပေါ့နော်အဲဒါပေမဲ့ဒီလိုအရှိအနေတွေမှာသူတို့အနေနဲ့ဓာတ်ရိုက်ပတ်သက်လိုက်တယ်ဓာတ်ရိုက် ပါဝင်လောက်ကင်လိုက်တယ်ဆိုရင် သူတို့ဟာစိတ်ရေးပြတ်မှတ်ဖြစ်သွားနိုင်တယ်ဒီ IHR ရဲ့ရွှန်းချက်ဖြစ်တဲ့ဒီစိတ်ရေးဓာတ်ရိုက်ပြတ်မှတ်ဖြစ်သွားခြင်းအပြင်သူတို့ကိုကာကွယ်ပေးရမယ်အရက်သားတွေကိုကာကွယ်ပေးရမယ်ဆိုတဲ့အရှိန်တွေကနေကင်းလွတ်သွားနိုင်တဲ့အရှိန်တွေတရက်တော့ရှိပါတယ်အဲ့တော့အဲ့ဒီအရှိန်တွေလေးတွေကိုလည်း ီသူလူလူကလည်းသိဖို့လိုတယ်အဒါဆိုရင်လည်းကျွန်တော်တော်လိုင်းအရာစုမှာတောက်လျှောက်ပြောနေတာရှိရပါတော့အတက်နိုင်ဆုံးစစ်တပ်နဲ့ဆက်ဆက်တဲ့နေရာတွေကနေဝေးဝေးမှနေကြဖို့ဆိုတာမျိုးဒါဒီလိုထုတ်ပြန်ချက်တွေဒီလိုပြောဆိုမှုတွေအရဆိုရင်တကယ်တကယ်ကတော့အဲပြည်သူလူထုထိခိုက်နေနာမှုဆုံးရှုံးမှုမဖြစ်ရအောင်လို့ကြိုတင်တတိပေးနေတဲ့ဒီ precaution ပုံစံမျိုးလေးတော့ပါတယ်ပေါ့နော်ဒီ precaution ကဆိုရင်လည်းအားရှင်ရဲ့အရှိကံမှုပေါ့နော်ထို့သဖြင့်ပြစ်မှတ်ကိုခွဲခြားတတ်မှတ်တဲ့နေရာမှာပါဝင်တဲ့အရှိကံမှုတွေထဲကအမှုတစ်ခုလည်းဖြစ်တယ်ပေါ့နော် ဟုတ်ဆရာကြီးဒါနဲ့ပတ်သက်ပြီးဟုတ်ကဲ့ကျွန်တော်အဲ့ခွဲခြားမှုဘိုင်းကကျွန်တော်တို့ဒါလေးလေလေးလာမှာပါအခုကျွန်တော်တို့ဒီဟာဟိုပြည်ထဲမှာကျွန်တော်တို့လက်လက်ရှိနေထားပါတော့ကျွန်တော်တို့ကြံရှိနေတဲ့ဟိုဌာနဆိုင်ရာတွေဝန်ထမ်းတွေရှိဒါပေမဲ့ဒီလူတွေကကျွန်တော်တို့စီရေးပြစ်မှတ်လားဟာလားစီရေးပြစ်မှတ်လားဆိုတာမဟုတ်ဘူးဟုတ်မဟုတ်ဆိုတာကိုခွဲခြားဖို့လိုပါတယ်ကျောင်းဆရာမတယောက်ကမိမိတောင်းရင်တော့ တန်ထမ်းဆောင်နေတဲ့ကလေးတွေကိုစာတင်ပေးကျင်တာစာတင်ပေးနေတာကျွန်တော်စီရေးပြတ်မှတ်လို့ခေါ်မလားဒီလိုပဲဆရာဝန်တယောက်ကလည်းအဲ့ဒါသူဒီဒီကျတ်မာကြီးတွေလိုအပ်လို့စိတ်ကုနေတာကကဒီစစ်တော်ဘက်ကပဲဆိုပြီးတော့ဒါကိုကျွန်တော်တို့စီရေးပြတ်မှတ်လာဆိုတာကျွန်တော်တို့စဉ်းစားချင်းချင်းပေါ့အများကြီးလိုအပ်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်အဲဒါကတော့လူပုတ်ကုန်နဲ့ဆိုင်တာပေါ့နော်ဒါကလေးတွေကိုစာတင်ပေးကျင်တာပြတ်မှတ်လာဆိုတာမျိုးအဲ့လိုပဲဒီ အရေးချေအပိုင်းမှာကျွန်တော်တို့ကောက်ခွေပြရမယ့်အရက်သားနဲ့တက်ဆိုင်တဲ့အစာအုပ်တွေအရက်သားနဲ့တက်ဆိုင်တဲ့ဥမာဒီအရက်သားရေမရှိမဖြစ်လိုအပ်တဲ့အရာတွေပေါ့နော်ဆေးပြတ်မှတ်မဟုတ်တဲ့ဟာတွေအကုန်လုံးကိုအရက်သားနဲ့ဆိုင်တဲ့အရာဝတ္ထုတွေဆိုပြီးတော့တတ်မှတ်ထားရှိရပေါ့နော်ဒါပေမဲ့အဲကျွန်တော်တို့စာတင်ကြောင်းတွေရှိမယ်အဲဆေးရုံတွေဆေးပေကမ်းတွေရှိမယ်ပေါ့နော်ဒါတွေကိုဟိုတိုက်ခိုက်ခံနေရတဲ့ အပိုင်းတွေလည်းရှိရပေါ့နော်အဲ့လိုတိုက်ခိုက်တဲ့အခါတိုင်းမှာဆိုလို့ရှိရင်လည်းပြောကြရင်နှစ်ဖက်စလုံးကဘယ်ဘက်ကပဲတော့တိုက်တိုင်းဟာ तू ကတော့တက်ဆဲထားလို့သူတို့ကတော့တက်ဆဲထားတာငါတို့ကမတိုက်လို့ရမလားဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်သူတို့ပြောထားတဲ့လိုတွေအရာဆိုအဲဒီသွားပြီးတော့တက်ဆဲတဲ့သူမှကအပြစ်ရှိတာပေါ့နော်ဒါတွေကကောက်ွယ်စောင့်ရှောက်ရမယ်အပိုင်းတွေဆိုတာပါပြီးသားအဲဒီအရင်မှာတက်မဆွေးရဘူးဒါတွေကိုကောက်ွယ်ရမယ်ဆိုတာရှိတယ်ဆိုပေမဲ့အဲညီမတို့တွေကတော့ တက်ဆွဲကြရဲနှစ်ဖက်စလုံးပေါ့နော်သွားတက်တက်ဆွဲကြတဲ့အခါမှာဆိုတက်ဆွဲတဲ့အတွက်သွားပြီးတိုက်ခိုက်ခဲ့တိုက်ခိုက်တာလည်းရှိရဲပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်သွားပြီးတော့တက်ဆွဲတဲ့သူဒီမှာကအပြစ်ရှိတယ်ဒါပေမဲ့တိုက်ခိုက်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒီမှာကချိန်ညှိရမယ်ပိုင်းနေရှိရဲပေါ့နော်အာ तू ကတော့တက်ဆွဲထားတယ်ဒီမှာတယောက်နှစ်ယောက်လောက်ခေးအဆောင်ပုံစံမျိုးနေနေတဲ့ဟာယူဒီစာတင်ကြောင်းတစ်ခုလုံးဘုံကျဲလိုက်တဲ့ဖြစ်စဉ်မျိုးဒါမျိုးတွေကမဖြစ်တင်ဘူးပေါ့နော်ပြီးတော့အဲဒီ NUG အစိုးရရဲ့အကြောင်းမို့လို့ ဓာမျိုးတွေဆိုပြီးတိုက်ခိုက်တာမျိုးတွေကလည်းမဖြစ်တဲ့ကိစ္စတွေပေါ့နော်ခုဘက်ကအကြောင်းမို့လို့ဒီဘက်ကအကြောင်းမို့လို့ဆိုအပြစ်မရှိတဲ့ကလေးတွေဒါပညာတင်ကြားခွင့်တွေပေါ့နော်လူအခွင့်အရေးနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ပညာတင်ကြားခွင့်မရှိအောင်လိုက်ပြီးတော့ကန့်တတ်နေတဲ့ပုံစံမျိုးတွေထိတောင်ဖြစ်သွားမလားဆိုပြီးမြင်လာမိရေပေါ့နော်ဟုတ်ဟုတ်အဲ့ဒီဥစ္စာလည်းဟုတ်ပါတယ်လက်ရှိကျွန်တော်တို့ဒီတို့စီးရေးပေါ့နော်တိုက်ပွဲနဲ့ပတ်သက်တဲ့ဆက်ဆက် area တွေမှာကျွန်တော်တို့ဒါတောက်လျှောက်ကြားနေရတယ်တကယ်ပဂရီအရှင်တွေပဲ social media တွေမှာဆိုလည်းကျွန်တော်တို့မြင်နေရတယ် မှာစာတင်ကြောင်းမှာတက်ဆွဲပြီးတော့စာတင်ကြောင်းရဲ့အကြောင်းနယံတွေကိုအကာအကွယ်ယူပြီးတော့တိုက်ခိုက်နေတဲ့အဲဒီတော်လိုင်းအင်အားစုဘက်ကလူတွေစစ်တပ်ဘက်ကလူတွေအဲပြီးသွားရင် ကျွန်တော်တို့တချို့အဲဒီဘာသာရေးအဆောက်အုံတွေပေါ့ဖျားစီဒီကျောင်းကန်တွေပေါ့နော်စားတဲ့နေရာတွေမှာတက်ဆွဲပြီးတော့ဒါဘာသာရေးအဆောက်အုံလို့ဟိုဆိုလိုချင်တာကပြည်သူပိုင်အဆောက်အုံတွေအများစုကတော့ကျွန်တော်တို့တာမန်အကာအကွယ်တွေထက် ပို့ပြီးဒူးတယ်ကြီးမာတယ်ဒါတွေကတနည်းအားဖြင့်တိုက်ပွဲဝင်စစ်သားတယောက်အတွက်တော့အကာအကွယ်ကောင်းကောင်းဖြစ်နေတာပေါ့နော်ဒါကိုကြည့်ပြီးတော့အဲစီရေးရီမန်းချက်အရာဆိုတဲ့အဲစီရေးအာတာမှုအရာဆိုတဲ့အခြေအနေတွေကိုသုံးသပ်ပြီးတော့ဒီစစ်ကောင်းဆောင်တွေကဒီနေရာတွေမှာနေရာယူဖို့အတွက်ကိုအဲစူးစမ်းကြတဲ့အခြေအနေလည်းရှိတယ်ပေါ့နော်အဲဒါနဲ့ပတ်သက်ပြီးတော့ဆိုရင်လည်းကျွန်တော်တို့ဒီဖျားစီဒီပထိုးမှာ တက်ဆွဲထားတဲ့စစ်သားတွေကိုကျွန်တော်တို့တိုင်းအင်အားစုတွေကတိုက်ခိုက်ခြင်းဟာကျွန်တော်တို့ဟော အင်အားအချိန်ဆကိုကျွန်တော်တို့ကအဓိကတော့ IHR ရဲ့ဒီဒုတိယမူဖြစ်တဲ့ကျွန်တော်တို့အချိုးစားကြာနာမှုဆိုတဲ့အပိုင်းပေါ့နော်ဒီအပိုင်းပေါ်မှာအဓိကအဲကျွန်တော်တို့ကစဉ်းစားရမှာဖြစ်တယ်ဒီအချိုးစားကြာနာမှုမူဆိုမှလည်းသူကအဓိကတော့စည်ရည်လိုအပ်ချက်နဲ့တစ်ဖက်ကလူသားဆန်မှုကိုကျွန်တော်တို့ကချိန်ညှိရတာပေါ့လူသားဆန်မှုကိုချိန်ညှိရတော့စည်ရည်လိုအပ်ချက်အရာကျွန်တော်တို့ကတိုက်ပွဲဝင်စစ်တီတွေအနေနဲ့ကဒီပြစ်မှတ်ဟာကျွန်တော်တို့တိုက်ပွဲတော့အဆုံးသက်ပြစ်မှတ် ဖြစ်ကောင်းဖြစ်နေနိုင်တယ်ပေါ့ဒါမှမဟုတ်ဒီပြည့်မြတ်ကိုမတိုက်ရှင်းအဖြစ်ပြည်သူလူထုတော်လည်းကောင်းဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဒီတိုက်ပွဲဝင်စစ်တီတွေရဲ့ဆုံချုံနှင်နာမှုကိုပုံမကြီးမားစေတဲ့အခြေအနေမျိုးဖြစ်နေသလားပေါ့နော်အဲ့ဒီနှစ်ခုကြားမှာတော့ကျွန်တော်တို့ကအာရှင်းချိန်ဖို့လိုတယ်တကယ်လို့မဖြစ်မနေရှေမုံရမယ်ပြစ်မှတ်ဟာပြည်သူပိုင်အဆောက်အဦဖြစ်မယ်ဒါမှမဟုတ်ယဉ်ကျေးမှုအမွေအနှစ်ဖြစ်မယ်ဒါမှမဟုတ်ဒီဘာသာရေးနဲ့သက်ဆိုင်တဲ့ဖျားကြောင်းကံတွေဖြစ်နေမယ်ဆိုရင် ဒီပုံမှာကျွန်တော်တို့ကလိုအပ်တဲ့အင်အားချိန်ဆမှုတွေပြီးသွားရင်ဒီပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူထိခိုက်နစ်နာမှုအ ਨੇ ဆုံးပုံစံနဲ့ဒီအဆောက်အဦတွေထိခိုက်နစ်နာမှုပုံစံအ ਨੇ ဆုံးတွေကိုတော့အဦးစားပေးရွေးချယ်တင့်တယ်ပေါ့နော် IHR ကတော့လုံးတင့်တယ်ဆိုတာမျိုးတွေကိုသူ့အနေနဲ့ပြဋ္ဌာန်းထားတယ်ဒီလိုလုံးတင့်တယ်လုံးနိုင်တဲ့အခြေအနေရှိရဲ့နဲ့မလုံးရင်တော့ဒီပုံမှာကျွန်တော်တို့ကအဲ IHR ကိုချိုးပေါက်ကျူးလွန်ရာရောက်တယ်လို့တော့ယူဆလို့ရတာပေါ့ ဲ့တော့ကျွန်တော်အမြင်ကဒီခါကြရလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒါဖြစ်နေတာကြွက်မနိုင်ဟလားကြည်မီးရှို့ဆိုတာအာဒီထဲမှာကဟိုဒီဖုံးကြောင်းထဲမှာတဲခုန်နေတယ်ဒီစာသင်ကျောင်းမှာတဲခုန်နေတယ်လူမင်းဟိုဟာပေါ့လက်တော်ကိုဒီပေါ့နော်ဒီတိုက်ခိုက်လို့ဟိုပေါ့ချက်ချင်းမရနိုင်တဲ့အနေဒါဒီကျောင်းဒီကျောင်းလုံးကိုဖျက်ဆီးတယ်ဆိုတာကအတိတ်ပဲမရှိပါဘူးဒါဒါနောက်တစ်ချက်ကလည်းကျွန်တော်တို့ဒီကျောင်းနေမဟုတ်ဘူးဆေးရုံနေမဟုတ်ဘူးပေါ့နော်ဒီကျွန်တော်တို့ဒီ negative ရန်သူပါပေါ့ပြန်လာဟိုဘက်ဒီဘက်ရန်သူကကျွန်တော်တို့ ဒီဘောတော့လူသားကတိုင်းနေရှိတဲ့နေရာမှာလည်းကျွန်တော်တို့ဟွာဘောနေရာမယူဖို့လိုပါဒါတွေဥပမာထားပါဆိုရွာထဲမှာကျွန်တော်တို့ဥပမာထားကျွန်တော်တို့စစ်တပ်ရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ BDF အဖွဲ့တွေကလည်းဒီရှိတယ်ဟွာဒီဟွာဘောဒီဒီဟွာကျွန်တော်တို့ဒီစစ်တပ်ရှိတဲ့နေရာကိုကျွန်တော်တို့ကိုတိုက်ချင်းအပြင်ရွာသားတွေထိခိုက်နိုင်တယ်လို့ပြောပါတော့ဒီလိုအဲ့အတွက်ကိုကျွန်တော်တို့ကတေချာတေချာတာကဒီလိုမဖြစ်ဖို့အတွက်ကိုဟုတ်လားအစိုးရတဲ့အာရတတ်မဆွဲဘူးဆိုဆိုတာလေးကိုတော့ကျွန်တော်တို့ကတာဝန်ရှိတဲ့လူတွေကဟာဒီ ဒီတော့ကြိုတင်ပြောကြိုတင်ပြောဘူးတော်တော်လေကျွန်တော်တို့ဒီတကယ်မြင်နေရတာကအဲ့ဒီပြည်သူပြည်ပြည်သားတွေကဒီလိုစစ်တပ်တွေလာတဲ့မှာဒီဘာထဲမှာလာပြီးတက်မဆွဲပါနဲ့လို့ပြောခွင့်မရှိဘူးပြောတဲ့ချိန်ဒီပြောရင်တော့ဒီချိန်မှာတော့အင်မတန်အန်ဒီရဲ့ရှိတဲ့အနေဒါဖြစ်ပါတယ်ဒါ ው တော့ဒီနှစ်ဖက်ကတယောက်တယောက်နားလဲပြီးဒီတိုက်ခိုက်ရတဲ့အဖွဲ့တွေတစ်ဖက်တစ်ဖက်နားလဲမယ်ဆိုရင်တော့ အများပြည်သူဒီဒီเนาะဒီဟာရဲ့အတက်ဟိုအိုရင်စီစဉ်ရဟောအဲ့ဒီဆိုလောရရောကျွန်တော်တို့ကဒီအများပြည်သူထိခိုက်နေတဲ့နေရာတွေမှာကျွန်တော်တို့မရှိသင့်ဘူးလို့ကို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 တော့ဒါဟိုစင်ကျင်ပြီးတော့ဟိုသွားလာလှုပ်ရှားတင်တယ်လို့စကန်းချတင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်စစ်ပွဲမှာလည်းကျင့်ဝတ်ရှိတယ်